အားသာဝါလာရှင်ညီကောင်မောင်များလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမက်လ6ရက်နေ့နောက်ဆုံးရအာဆင်မနက်ခင်းသတင်း၄ပုဒ်ကိုကျွန်တော်တို့ကကြည့်လိုက်အောင်ပထမဦးတင်တဲ့ပုဒ်ကတော့ transpar.com ကဖော်ပြထားတဲ့ martinelli တင်းနဲ့ပဲကျွန်တော်စလိုက်အောင်အခုဒီလာပိုင်းထဲမှာ martinelli နဲ့ပတ်သက်ပြီးအာဆင်ကရောင်းမယ်မရောင်းဘူးငွေဖော်မယ်မဖော်ဘူးသူ့ ကိုလာပြီးကမ်းလှမ်းဖို့အသင်းတွေရှိရမရှိဘူးဆိုပြီးတော့တော်တော်များကောလာဟာလာထွက်တယ်။အခု transfer.com ရဲ့ပေါ်ပြထားချက်အရအာဆင်နယ်ရဲ့တက်စစ်တောင်ကစားမာတီနိန်နဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကလာမယ့်လူရည်ဒီမှာရောင်းချဖို့အစီအစဉ်လုံးဝမရှိဘူးဆိုပြီးတော့ဒီသတင်းတွေကပေါ်ပြသွားတယ်ဗောလေ။အဲဒါဆိုပထမသတင်းတွေထွက်တဲ့အချိန်မှာ Trosset နဲ့ Martinelli နှစ်ဦးရတူဦးရောင်းချပြီးငွေဖော်မယ်ဆိုတဲ့သတင်းတွေကတော့ transfer.com ရဲ့ပေါ်ပြချက်ရဆိုရင်တော့ကောလာဟာလာဖြစ်သွားပါပြီ။ဘာစီလိုနာကတော့ပေါင်38တန်း UR ဖြစ်ဆိုရင်45တန်းနဲ့ ေးမှာကမ်းလှမ်းမှုပြင်ဆင်ထားဆိုပြီးတော့တချို့ report တွေကဖော်ပြထားရင်လည်းအကြိမ်များအာဆင်နယ်တို့ရောင်းချဖြစ်မယ်ဆိုရင်တော့မှငွေဖော်မယ်ဆိုရင်တော့မှစကြုပ်တက်တန်တိတ်မကြံတော့တဲ့ trustset ကိုပဲအဓိကရောင်းချတော့ဖို့ရှိရဆိုပြီးတော့ trustpa.com ကဖော်ပြထားပါတယ် trustpa market မှာ euro 55တန်တန်ကြီးရှိတဲ့ marine နဲ့ပတ်သက်ပြီးအာဆင်နယ်တို့က not for sale ဖြစ်လက်ရှိအချိန်ထိတတ်မှတ်ထားဆဲဖြစ်ပြီးတော့ဒီစားမောက် aida ရဲ့အနာဂတ်အစီအစဉ်မှာပါဝင်ဆဲပဲဖြစ်တယ်ဆိုပြီးတော့ trustpa.com ကဖော်ပြထားပါတယ်လက်ရှိအာဆင်နယ်ရဲ့ရှေ့ရောက်မြောက်လောက်ခစားအမြင်မှားဆုံးကစားသမားဖြစ်ရှိ နေပြီးတော့တပတ်ကိုပေါင်1,800ရရှိနေတဲ့ဒီဘရာဇီးသားကိုတော့ အာဆင်နယ်တို့က2029ခုနှစ်တော့စာချုပ်ပိုင်ဆိုင်လာသေးတယ်အသက်က23နှစ်ပဲရှိသေးတယ်ဒီရသည်34ဝက်ကံပြီးရဲ့အချိန်မှာ9ဂိုးတင်ပြီးတော့လေးလုံးဖိုင်ထားတယ်အခုတော့ injury ကြောင့်မပါနိုင်ဘူးဆိုပေမဲ့တချို့ report တွေအရဆိုရင်တော့ PSV နဲ့ဒုတိယအကျော် Champion League အမေရိကန်မှာကံမဲ့ပွဲစဉ်မှာတော့ Martinelli ကိုပြန်ပြီးမြင်ရဖို့များဆိုပြီးတော့တော်တော်များ report တွေကဖော်ပြထားတယ်ဒါပေမဲ့အသင်းလိုက် fully training မလုပ်ရသေးတာဖြစ်တဲ့အတွက်ဒီသတင်းတွေကလည်းခံမှန်းရေးသားတဲ့အစ်စ်မှာပဲရှိသေးတယ်အကယ်၍ Martinelli အသင်းလိုက် fully training လုပ်ပြီဆိုရင်တော့အနည်းဆုံးနောက်ထပ်2ပွဲ ွယ်လောက်ကြာမှာပဲကျွန်တော်မျက်ခင်းစိတ်နဲ့မှပြန်မြင်တွေ့ရဖို့ရှိရပါလေဒီနေရာမှာကျွန်တော်အမြင်တစ်ခုဖော်ပြချင်တာလေအာဆင်နယ်က Trossard ကိုရောင်းမှ Martinelli ကိုရောင်းမှတိုက်စစ်ပိုင်းနဲ့ဝယ်ဖို့အတွက် budget ရှာဖို့ဆိုတာတော့ ဟိုအမှန်တကယ်ဆို50 50အနေထားပဲ။ဘာကြောင့်လဲဆိုအာဆင်ရဲ့လက်ရှိအင်ကန်းဝင်ထားတဲ့အနေထား၊ကြံခဲ့တဲ့ဆောင်းစည်းကွက်မှာလူလုံးဝမခေါ်ထားတဲ့အနေထားနဲ့ကြံခဲ့တဲ့ຫນွေမာတုံးကလည်းຢာသုံးမဲ့သုံးသွားခဲ့တဲ့အနေထားရကြည့်မယ်ဆိုရင်တော့အာဆင်နဲ့မှာလာမယ့်ຫນွေရာသီမှာတိုက်စစ်နေရာ၊တိုက်စစ်တောင်းမဲ့နေရာ၊ကွင်းလယ်ပိုင်းနဲ့ခန့်စစ်နေရာတွေအတွက်ခေါ်ယူမယ်ဆိုလုံလောက်တဲ့ဘတ်ဂျက်ရှိမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်။ ဒုတိယမြောက်သတင်းတပုတ်ကတော့ຫນွေမာထောက်ခွာဖို့ဆုံးဖြတ်ထားတဲ့ Peter Cookie နဲ့ပတ်သက်ပြီးတော့ Football 365ကဖော်ပြထားတာပါ Portuguese club Sporting Lisbon အသင်းရဲ့တိုက်စစ်ကစားသမား Peter Cookie နဲ့ပတ်သက်ပြီးတော့ຫນွေမာကျင်းစီထောက်ခွာမယ်ဆိုပြီးတော့ Football 365ကရေးသားလာသလိုလက်ရှိဒီအခြေအနေကိုလည်း Arsenal Manchester United နဲ့ Chelsea တို့ကစောင့်ကြည့်နေတယ်ဒါကတော့ Premier League club တွေပေါ့လေတခြားဥရောပဇုံကအသင်းတွေဆိုလို့ရှိရင်တော့ ဘိုင်ယန်မြူးနဲ့ PSG နဲ့ဘာစီလိုနာတို့ကလည်းစိတ်ဝင်စားစောင့်ကြည့်နေတယ်။26နှစ်ရဲ့ဆွီဒင်သားကတော့လာမစ်နွေယာတီမှာကျင်းတည်ထောက်ခွာမှာဖြစ်ပြီးတော့သူ့အနေနဲ့ဦးစားပေးသွားမဲ့ကလပ်တင်ကချန်ပီယံလိဝင်ဝင်ရရမယ်ဆိုတဲ့အချက်ကသူ့ကိုကန်လန့်နဲ့တန်ကြီးကလည်းစပိုတင်ကလက်ခံနိုင်လို့တဲ့ပမာဏဖြစ်တယ်ဆိုရင်တော့ထောက်ခွာမှုအတွက်ပြင်ဆင်ထားဆိုပြီးတော့ဖော်ပြထားပါလို့။ကစားသမားတော့ချန်ပီယံလိဝင်ရအသင်းမဲ့သွားကျင်တာဖြစ်တဲ့အတွက်စောစောကပရီးမီယံလိမှာသူ့ကိုလုံးဝအတိတ်ဖြစ်ပြီးစိတ်ဝင်စားနေတဲ့ကလပ်သုံးသင်းထဲမှာဆိုတော့အာဆင်နဲ့အားသာဆုံးပဲ။ဒါပေမဲ့ကျွန်တော်တို့ကအာဆင်နဲ့ဖန်မို့လို့ပြောတာမဟုတ်ဘူး။ ဘီတာကူကင်းနဲ့အာဆင်နယ်ဂျားတွေကလက်ရှိအခြေအနေကတော်တော်လေးအေးဆက်တယ်ပြောလို့ရတယ်ဆက်စကိုနဲ့ပုံပြီးဖြစ်နိုင်ချေများတယ်အီဆက်နဲ့ကငွေကြေးရလက်လန်းမမီတဲ့အနေထားမှာဘီတာကူကင်းကိုဘာကြောင့်အာဆင်နယ်တို့နောက်ပိုင်းသတင်းထွက်မှုနည်းနည်းလေး ဟိုဝေးကွာွားလဲတိတ်ပြီးတည်င်းမထွက်တော့လဲဆိုတော့ဒီကစားမရဲ့အသက်အရွယ်ကြောင့်လဲဆိုင်နေအခု26နှစ်ရှိပြီတဲ့ဆွီဒင်သားကဂျွန်လ၄ရက်နေ့ဆိုရင်အသက်29ပြည့်ပြီ29ပြည့်ရမယ့်ကစားသမားအသက်30မတိုင်ခင်၃နှစ်ပဲကောင်းကောင်းသုံးလို့ရတော့မယ့်တက်စစ်အထောင်အတွက်အာဆင်နိုကအင်ဗက်စ်မလုပ်တာကိုလည်းဒါကျွန်တော်တို့တစ်ချက်နားလဲပြရမယ်ဗောလေပြီးတော့ကြံရတဲ့ຫນွေတွေကလည်း ဒူးဒန်ယာခွဲစိတ်ခဲ့အဲ့တော့အာဆင်နယ်ကတော့ဒီကစားသမားဒန်ယာကြီးတစ်ဖက်နဲ့ဒီကစားသမားအဆင်မပြေလောက်ဘူးထင်ပြီးတော့လက်ရှောင်ခဲ့ပြီမလဲဒီကစားသမားကောင်းမွန်တဲ့ခြေစွမ်းပြသထားနိုင်ခဲ့တယ်ဒီနေရာမှာ football 365ရဲ့ပေါ်ပြထားတဲ့နောက်ချက်ကတော့စာချိုးဖြစ်သိကြီးပေါင်85တန်းတက်စာရေး Sportino ကပေါင်68.5တန်းရတာနဲ့လက်လွတ်သွားဖို့ရှိဆိုပြီးတော့လည်းပေါ်ပြထားတယ်အဲ့တော့ဈေးကချိုးတယ်အသက်ကတော့ ဆက်စကိုတက်ဆိုင်တော့ကြီးတဲ့အပိုင်းမှာရှိတယ်။အဲဒီတော့အသက်ငယ်ပြီးတော့ဈေးနည်းနည်းလေးပိုပေးရလဲဆက်စကိုပဲရွေးမယ်ဆိုတဲ့အာဆင်နယ်ရဲ့ဘုတ်ဖွဲ့ကလည်းနွေရာသီမှာအဆုံးဖြတ်ဖြစ်လာနိုင်တယ်။ကျွန်တော်တို့ကတော့ဒေတာကူကီကိုလိုချင်လားဆိုလိုချင်တယ်။ဘာကြောင့်လဲဆိုကျွန်တော်တို့နဲ့စပော်တင်းတို့နဲ့ချန်ပီယံလိမှာကံငယ်တုန်းကဒေတာကူကီရဲ့အာဆင်နယ်ပေါ်မှာဘလောက်ထိ impact ရှိခဲ့တယ်ကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်တို့ defender တွေဒီသားမဟုတ်ထိန်းနိုင်နေဆိုပေမဲ့တစ်ချက်ချက်လွတ်ထွက်သွားတာကဒီခါလေးကျွန်တော်တို့လိုချင်တဲ့ striker တယောက်ကဲ့ position မျိုးဟိတ်ဟန်မျိုးအပြေအဝရှိနေတဲ့ကစားသမားပါ။ပြီးတော့တစ်ချိန်တုန်းကဒီအင်္ဂလန် ကကလပ်တင်းနီမှာကျင်လေခဲ့ဦးတဲ့ player တယောက်ဖြစ်တဲ့အတွက်အင်္ဂလိပ်ကစားနဲ့တိတ်ပြီးတော့မစိမ့်ဘောလေဒီရသည်38ပွဲကစားထားတယ်အဲ့ဒီမှာ38ကိုသွင်းပြီးတော့6လုံးဖိုင်ထားတယ်မနစ်က52ပွဲကစားပြီးအချိန်မှာ43ကိုသွင်းပြီးတော့16လုံးဖိုင်ထားတယ်အဲ့ဆိုအသက်က29ပြည့်ကနေကစားမှတူဦးဖြစ်တဲ့အချက်ရဲ့ပေါ်တူဂီလိလိုအစင်းထဲမှာဂိုးတတိုင်းသွင်းထားတဲ့အချက်ရဲ့ကြောင့်လက်ရှိစီရခေါ်ဖို့အစဉ်ပြေပြီမဲ့လေအာဆင်နယ်တို့နောက်ပိုင်းသတင်းထုတ်ဖို့တနေ့ပါသွားတယ်ထင်တယ်ဒါပေမဲ့ ဗီတာကိုကီယတ်တို့အီဆက်တို့ဆက်စကိုတို့တရင်ထွက်တိုင်းမှာအာဆင်နယ်ကအမြဲတမ်းအတိတ်ဖြစ်နေရဖြစ်တဲ့အတွက်လာမယ့်နေရာဒီမှာဗေကစားမရောက်ရမှာကျွန်တော်တို့စောင့်ကြည့်သွားမှာပါဒီစားမှာတော့လက်ရှိ bonus ပါ euro 9300ကျော်ရရှိနေတယ်တနည်းကို euro 3.8တန်းသူ့ကိုခေါ်မယ်ဆိုရင်တော့လစာအများကြီးပေးစရာမလိုဘူးကြောက်ရွံ့ရည်လည်းတတ်တာပဲဒါပေမဲ့အနာဂတ် plan ကစားသမားကိုရရှိသုံးကျင်တဲ့အာဆင်နယ်အသင်းရဲ့ project တွေအရဆိုရင်တော့29နာရီရဲ့ကစားသမားတူကို တခြားတင်းနေတဲ့ဘစ်တင်ဝါတစ်ခုလုတ်ပြီးဝယ်ပါမလားကျွန်တော်တို့စောင့်ကြည့်သွားမှာပါတခြားတစ်ခုကတော့ကျွန်တော်စိတ်ထဲမှာလဲဆက်စကိုကပို့ပြီးနီးစက်တယ်လို့တော့ခံစားမိနေပါတယ်တတိယမြောက်သတင်းတစ်ပုဒ်ကတော့ TikTok ကပေါ်ပြွားတဲ့ Spain La Liga club Real Madrid အသင်းရဲ့အကယ်ဒမီဖက်ကစားသမားလေး Raul Asensio နဲ့ပတ်သက်ပြီးဖော်ပြပေးသွားမှာပါဒီသတင်းကတော့နောက်ဆုံးရအခြေအနေကိုဘာသာပြန်ရတာဖြစ်တဲ့အတွက် Arsenal ရောက်လာမဲ့ player တယောက်တော့မဟုတ်ဘူးဒါပေမဲ့ဒီသတင်းကိုဖော်ပြရခြင်းရွေးချက်ကိုတခါလေးကျွန်တော်ဖော်ပြပေးသွားမယ် အဲ့ဒီသူတို့ရဲ့တည်ငြိမ်အသွာလာရဆိုရင်အာဆင်နယ်ပါဝင် PSG, Inter Milan, Leverkusen တို့ကဒီကစားမကိုစိတ်ဝင်စားစောင့်ကြည့်နေ။လက်ရှိချိန်မှာခြေစွမ်းတော်တော်လေးကောင်းလာလာ။ Real Madrid ရဲ့ Academy ထွက်လေဖြစ်သူလက်ရှိ Center Back အထိုင်မှာဆိုလဲခြေစွမ်းပြနေပြီးကြံခဲ့တဲ့ Champions League ပွဲစဉ်မှာဆိုလဲ အက်တလက်တီကိုမက်ဒရစ်အသင်းနဲ့ပွဲစီမှာဆိုလဲခြေစွမ်းပြနိုင်တဲ့ဒီကစားသမားလေးကိုဥရောပကလပ်တွေတော်များစိတ်ဝင်စားနေ။ဒါပေမဲ့ဒီကစားသမားကိုပိုင်တဲ့ကလပ်ကရီယယ်မက်ဒရစ်ဖြစ်တာဖြစ်တဲ့အတွက်အခြားသင်းတွေနဲ့လိုချင်တဲ့ဆိုမြဲလဲကန်းလန်းလို့အစီအပြေနိုင်လို့တဲ့ပမာဏရီယယ်တီငွေလိုတဲ့အသင်းမဟုတ်ဘူး။အောင်မြင်မှုစားလုံးတဲ့အသင်းတစ်သင်းဖြစ်တာဖြစ်တဲ့အတွက်အကဲရီယယ်အငှားချတာမျိုးကိုပဲတောင်းတနိုင်တဲ့ အနေထားမျိုးဖြစ်တယ်။နောက်ဆုံး real ကမလို့ကျွန်တော်ဆိုပြီးစွန့်ပစ်လိုက်တော့မှာပဲဝယ်ခွင့်ရမယ်အနေထားမျိုးဒါောက်လဲ arsenal ပုံမှန်ကျန်တဲ့ကလပ်တွေကအားလုံးတည်ထားပြီးသားဒါပေမဲ့ဒီမှာတခုဘာပြောချင်တာလဲဆိုတော့ real madrid ကဒီစားမလေးကောင်းလာတာဖြစ်တဲ့အတွက် arsenal ရဲ့ saliba နဲ့ပတ်သက်ပြီးနည်းနည်းလေးဟိုအေးစစ်စစ်မှဝယ်တော့မယ်ဆိုတဲ့ပုံစံမျိုးစာလီပါစာချုပ်တက်တန်ကိုနေတိစောင့်မယ်အလောတကြီးပမာဏမြင့်မှာဆိုပေးပြီးမကန်လောင်းဆိုတဲ့ပုံစံမျိုးတဖြည်းဖြည်းတွေ့လာရတယ်။အဲ့ဒါဘာလဲဆိုတော့ Raul Asensio လို့ခေါ်တဲ့သူတို့ရဲ့အကယ်ဒမီထုတ်ကုန်လေးဒီရာသီမှာခြေစွမ်းပြလာတာ ူတို့ရဲ့ရေရှည်စင်တာဘက်မှာဒီသားမလေးအဆင်ပြေနိုင်လောက်တယ်ဆိုပြီးသူတို့ကထင်ထားတာအသက်22နှစ်ပဲရှိတဲ့စပိန်သား2026ခုနှစ်ပြည်စာချုပ်သက်တမ်းရှိမယ်ဒီကစားသမားကဥရောပကလပ်တင်းကြီးတော်တော်များ စိတ်ဝင်စားလာတဲ့အချိန်မှာသူ့ရဲ့ agent ကိုပြောလိုက်တာက real မှာပဲတစ်တလုံးဘောလုံးကစားခြင်းနဲ့ဆိုပြီးပြောထားတယ်။ဒါကြောင့်မို့ဒီကစားမက real ထွက်ခွာမှုမရှိဘူး။ကျွန်တော်ဘာကြောင့် Arsenal စိတ်ဝင်စားလဲဆိုတဲ့အစီအမင်းနဲ့ဒီတည်းကိုပေါ်ပြလဲဆိုတော့ Saliba နဲ့ပတ်သက်ပြီး real မတက်သူ့အေးအေးနဲ့နောက်ပိုင်းဖြစ်သွားခဲ့တာကဒီကစားမလေးခြေစွမ်းပြလာခဲ့တဲ့အချက်ကြောင့်မို့လေ။ဒီရာသီ38ပွဲမှာ28ပွဲဝင်ဆော့ထားတယ်။နှလုံးဖိုင်ကြီးပေးထားတယ်။ La Liga ကိုတော့သူပွဲထွက်ပြီးကစားတာတော့တင်းတော့ရဲ့ပေါ်ပြထားကြရဆိုတော့ November 2024မှာစတင်ပြီးတော့ La Liga မှာပွဲထွက်ကစားရတယ်လို့တွေ့ရ အဲ့တော့တပတ်ကို UO 16000ပဲရနိုင်ပေမဲ့တနှစ်ကို UO 83000ပဲရရှိနေဒီစားမှာတော့ Real Madrid မှာကာလရှည်ဆက်ရှိသွားဖို့များတယ်။ခြေစွမ်းအရ quality ရဆိုရင်တော့ဥရောပအသင်းတော်များစိတ်ဝင်စားနိုင်မယ်။ Real Madrid ကကစားသမားကိုမလိုအပ်တော့မှပဲထုတ်လို့ရှိရဖြစ်တဲ့အတွက်ဘလောက်ပဲလိုချင်လိုချင်ကစားသမားနေလည်းလည်းကလပ်သင်းကထွက်ခွာမှုရှိဘူးဆိုတာကိုတော့ကျွန်တော်တွေ့ထားပါဗျ။အဲ့တော့ Saliba နဲ့ပတ်သက်ပြီးတော့လာမယ့်နေရာဒီမှာ Real Madrid တို့အလောတကြီးလာပြီးကန့်လန့်မှုမရှိဘူးလို့လည်းကျွန်တော်ထင်တယ်။ Saliba ကလည်း Arsenal မှာဆက်ပြီးနေဖို့တော့များပါဗျ။ ဒီစီဇန်လေးကိုဒီကောက်ကူညီပောင်းပြီးတဲ့ show ball online အကြီးကိုလည်းကျေးဇူးတင်ပါတယ်အားမဆုံးမဆုံးတော့ဖိုင်ဘာဖုန်းနံပါတ်တောင်ကို6ခွန်1ခွန်6 6 3 9 3ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြေဝရောက်တော့ဖြစ်လို့ဝေဘိုဆက်ရှိပါဘောလုံးပွဲတွေလောက်မှဘောလုံးပွဲတွေလုံးဝမလောင်းတက်ဖို့ဆိုလို့ YouTube မှာကိုထပ်ဖို့ပေါ် show ရေးချပြီးကျွန်တော်အားပေးလို့ရပါတယ်အားပြခုရှိကို sport internet ငါးသုံးလုံးပိတူကိုကစားလို့ရနေပါပြီကျွန်တော်စီမှာလာပြီးလက်တွဲလို့ရပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်တော့ကျွန်တော်တို့ရဲ့ကစားသမားဟောင်းကြီးဖြစ်တဲ့ Santi Casola တရင်းတွေပဲတွားလိုက်အောင်သူအစီအပြေနေတာမြင်နိုင် လက်ရှိအချိန်ဒီခြေစွမ်းပြနေတာမြင်တိုင်းကျွန်တော်ဒါသာထပ်ပြီးတာတစ်ချိန်တော့အာဆင်နယ်တင်းရဲ့ဆေးအဖွဲ့ကိုဆန်ဒီကာโซလာအနေနဲ့ဒီဒန်ယာနဲ့ပန်းညံနဲ့မှာသူ့ကလေးတွေနဲ့အတူတူလမ်းလျှောက်နိုင်အောင်ကံကောင်းဆိုပြီးတော့ဆေးဖက်ဆိုင်ရာအဖွဲ့စည်းတွေကဒီကစားမနဲ့ပတ်သက်ပြီးတော့အသင်းပုတ်ဖွဲ့ကိုအကြံပြုခဲ့တယ်။အဲ့ဒါဘောက်ဆူရဲဆိုတော့ဆန်ဒီကာโซလာဘောလုံးကံမှုမဖြစ်နိုင်တော့ဘူးသူ့ကလေးတွေနဲ့ပန်းညံနဲ့မှာလမ်းလျှောက်နိုင်အောင်ကံကောင်းဆိုပြီးတော့မှတ်ချက်ပေးခဲ့တဲ့အထိကိုအာဆင်နယ်မှာတော်တော်လေးကိုအခြေအနေဆိုးခဲ့တာအင်ဂျူရီနဲ့ပတ်သက်ဒါပေမဲ့အာဆင်နယ်ကနေပြီး2018နောက်ပိုင်း ီလာကြီးရဲ့ကို free transfer နဲ့ထွက်သွားပြီးနောက်ဝဲမှာဒီစားမသည်ပွဲပေါင်းများစွာကစားခဲ့တယ်။အဲ့ရမှသူ sorry club တချို့ကိုတွားတယ်။အဲ့ရမှစင်အခုငယ်ဘွား club Spain ဒုတိယတန်း club Obido အသင်းကိုရောက်သွားခဲ့တယ်။အဲ့ဒီမှာအခုခြေစွမ်းပြနေတယ်။အခုဒီယာဒီပြသထားတဲ့ခြေစွမ်းအရာဆိုရင် Obido ကို Spain La Liga ကိုပို့ပေးနိုင်မှုအတွက်တော်တော်လေးကိုအခြေအနေကောင်းနေပြီ အဲ့တော့လက်ရှိမှာတော့သူတို့စပိန်ဒုတိယတန်းကလပ်မှာဆိုရင်တော့ထိပ်ဆုံး6သင်းကြားမှာနှစ်မှတ်ပဲကွာဟချက်ရှိတယ်။အဆင့်ခွန်ကအသင်းနဲ့တပွဲရော့ကန်ထားပြီးတော့၃မှတ်အသာနဲ့ဒီအဆင့်6မှာသူတို့ရှိနေပါလေ။အဆင့်1နဲ့အဆင့်6ကြားထဲမှာဆိုရင်ရမှတ်နှစ်မှတ်ပဲကွာဟတယ်။သူကအဆင့်1နဲ့2ကတော့လာလီဂါကိုတိုက်ရိုက်တက်မယ်။အဆင့်3ကနေပြီးတော့6တွင်းအသင်းတွေကတော့ပလေးအော့ကစားရမှာ။အဲ့တော့ဒီအနေထားရဆိုလို့ရှိရင်တော့ OB တို့အသင်းကတော်တော်လေးကိုအခြေအနေကောင်းနေပြီးတော့သူ့ရဲ့ငယ်ဘွားကလပ်ကိုဒီယာတီမှာ ဒါလီကောင်တန်တန်အောင်ဆွဆောက်ပေးသားနိုင်မှာကျုပ်ကြည့်ရမှာပေါ့လေအသက်ကတော့40ရှိပြီစပိန်သား2023ຫນွေတဲ့ဟိုဟာအဲ့ငယ်ဘွားကလပ်ကိုသူကရောက်ခဲ့တာတချို့ report တွေရဆိုကျွန်တော်တစ်ခါဖော်ပြခဲ့ဥပါတယ်သူရဲ့လောက်ခရသာတော်မြောက်ကိုအဲ့ဒီကလပ်အသင်းရဲ့လူငယ်စီမံကိန်းဒီမှာပြန်ပြီးသုံးဖို့အတွက်သူ့ဂျာစီရောင်းချဝင်ငွေရဲ့ percentage ဘယ်လောက်ကိုလဲပြန်ပြီးလှူထားလို့ကြားသိရတယ် လက်ရှိဒီယာဒီပွဲပေါင်း20မှာ16ပွဲပွဲထွက်ထားတယ်တကူးသမီးတော့၄လုံးဖိုင်တာပါတယ်အဲ့လို့ဆိုတော့ဆန်ဒီကာโซလာနေနဲ့သူ့ကစားသမားဘွားနေဝင်ချိန်မှာသူ့ရမ်းချရတဲ့ငယ်ဘွားကလပ်ကိုစပိန်လာလီဂါအစင်မြင်နေစီတန်တက်အောင်ဆွမ်းဆောင်ပေးသွားနိုင်မလားကျွန်တော်စောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတယ်လေအားလုံးကျေးဇူးတင်ပါတယ်